မင်္ဂလာပါဗျာကျွန်တော်တို့စာချာနယ်ဖတ်ကြားခြင်းဒုတိယပိုင်းပါအဲ့တော့ဒုတိယပိုင်းမှာကိုတူကျွန်တော်ဒီစံတော်ချိန်ကဒီစောင်းမလေးတပုတ်ပါအဲ့ဒါလေးအရင်ဖတ်ပြချင်ပါတယ်ဒီကတော့ तू ကဒါလည်းနှစ်ချုပ်ထားတဲ့တပုတ်ပါဒါလေထဲမှာပဲလွင့်ပြောက်သွားတဲ့ရေဒီယိုမိခွန်းများဆိုပြီးတော့မှ तू ကဒီကပြောထားတာတော့ဒီသမရမိခွန်းသမရကတော့ဒါမိခွန်းပေါင်း80နီးပါးပေါ့ဗျာဒါဒီဟုတ်ကဲ့ပါဒီနှစ်ဆန်းကနေစလိုက်လို့ရှိရင်เนาะအဲ့တော့ စတမရမိခွန်းပြောတာတွေထူးခြားပါတယ်ပေါ့ဒါကတော့ဒီမိုကရေစီနိုင်ငံတွေမှာလူလူလုံးစင်ပေါ့ပမာပြည်မှာတော့ဒါအရင်တော့မရှိခဲ့တာပေါ့ဒါအဲ့တော့ तू ချီးကျူးပါတယ်ဒါတော့မရှိတာရှိလာတယ်ပေါ့ရှိလာတော့ပေါ့ဒါချီးကျူးပါတယ်မောင်လွေမြည်ရေးတဲ့ဟာပါဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒီဖေဖော်ဝါရီလကစပြီးတော့မိခွန်းပြောကြားခဲ့ရမှာတဲ့လူတွေကဒါအခုနောက်ပိုင်းဆိုရင်လူတွေရဲ့စိတ်ဝင်စားမှုကညော့လာပါတယ်တဲ့အဲ့ဒါပြည်သူတွေရဲ့ကြားတဆင့်သိရပါသည်ဆိုပြီးသူကရေးထားပါတယ်အဓိကတိကျပြောရရင်တော့တဲ့ဒီ သမရကြီးရဲ့မိခွန်းတွေပေါ့ဗျာမိခွန်းတွေ6ခုလောက်ထိရတော့နှစ်ဆန်းလောက်ကနေပြီးတော့မှဒီနှစ်နှစ်ဆန်းကနေပြီးတော့6ခုလောက်ထိရတော့လူတွေကဒါမျောလင့်အာကိုရင်းနဲ့လက်တွေဖြစ်လာလိမ့်လို့တလာပြီးတလာစောက်ခဲ့ကြသည်တဲ့နောက်တလာတွင်ဘာများထူလာပါလိမ့်နည်းဟူ၍မျောလင့်ချက်ဖြင့်စောင်းစားနားဆွင့်လာခဲ့ကြပါသည်တဲ့သို့သော်သို့သောလေဒီယိုမိခွန်း6ခါလောက်နားထောင်ပြီးတဲ့အခါမှာပြည်သူတွေရဲ့မျောလင့်ချက်ကဒါတပြေးပြေးနဲ့လျော်ပါလာခဲ့ရပေါ့နော်ဒီကတော့သူအဲ့ဒါကိုရေးပါတယ်အဲ့တော့သမရဂတိပေးခဲ့တာတွေအများကြီးပါအဲ့ဒါတွေကတော့သမရ ခဏအခုလေသမရမေခွန်းပေါင်းချုပ်လေစာအုပ်ထုတ်ထားပါလေအဲ့ဒါသမရမေခွန်းနေထဲမှာစီးရင်မှုเนาะစီးရင်နှွမ်းပါမှုကို26ရာခိုင်နှုန်းကနေပြီးတော့2015အရောက်မှာ16ရာခိုင်နှုန်းလောက်ပဲရှင်းချမယ်ဆိုတာမျိုးပေါ့เนาะနောက်ဆုံးကြတော့ကျန်တဲ့လာပေါင်း30မှာဆိုရင်အဲဘလို့ကြီးလက်ဒေတာစီးရင်မွေးတင်မှုရှင်းချရေးဒါရေကောင်းရေတန်းရရှိရေးတရားဥပဒေစိုးမိုးရေးပေါ့ဗျာသမရမေခွန်းပြောခဲ့သမျှအကုန်လုံးဟာလိလာကြည့်လို့ရှိရင်ဒါအကောင်းကြီးပဲပေါ့เนาะဒါတကယ်ကိုရေပက်မွေးနဲ့မေခွန်းတွေပဲ အကောင်းစားတွေကြီးပဲဒီသမရမိတ်ခွန်းတွေရင်မှန်းချက်တွေကတကယ်တမ်းကျတော့မအောင်မြင်ဘူးဖြစ်နေတယ်မအောင်မြင်တာဘာကြောင့်လဲဆိုတော့ तू ကရေးပါတယ်အဲ့တော့တေဂျာဝကောက်ချက်ဆွေးနိုင်တာကတော့သမရရဲ့လူတချို့ဟာသမရရဲ့စိတ်ရင်းစေတနာအတိုင်းယုံကြည်ခံစားထက်တူမကြနိုင်ပြီပါတဲ့သမရရဲ့ရွေးချယ်နေရာပေးထားတဲ့ဝင်ကြီးအများစုဟာလူမှန်နေရာမှာမဖြစ်သေးပါဘူးတဲ့အရေးချင်းညံ့ပြီးတော့မှစွမ်းဆောင်ရည်နေပါပြီးတော့မှဒီမိုကရေစီအခြေခံသဘောကိုတော့နားမလည်ကြသေးပါဘူးတဲ့ဒီထက်ပိုဆိုးတာကတော့အရင်အကျင့်ဟောင်းတွေကို မစွန့်လွတ်နိုင်ကြသေးတာပဲဖြစ်ပါတယ်တဲ့ဒီလိုလူများကြောင့်သမရညီမြပဲမိကွန်းပြောပြောမိမြပဲဂရီစကားပြေးပြေးအပြောနဲ့အလုပ်မညီသေးသောသမရအဖြစ်သတ်မှတ်ခံရအောင်မဖြစ်ပါတယ်ဆိုပြီးတော့ရေးထားပါတယ်မောင်လွင်ကြီးမှာဒါဆက်အဲဆန်တော်ကြီးမှာရေးထားတဲ့စတင်းဆောင်းပါလေးပါလေထဲတွင်လွင်ပြောင်းနေသောသမရရဲ့ရေဒီယိုမိကွန်းများပေါ့ဗျာဟုတ်ကဲ့ပါဆိုတော့ဒီကျွန်တော်တို့ဒီ2013မှာကလည်းတဖြည်းဖြည်းနဲ့ဒီကာတွန်းတွေဒီဆောင်းပါးတွေကလည်း ဒီကြပြမမမြောက်ထောက်ပြရေးသားလာတာပေါ့ဗျာဒီဥစားလည်းနှစ်ချုပ်သဘောမျိုးသမရမင်ကုန်းနှစ်ချုပ်သဘောမျိုးဆိုတော့ကျွန်တော်တို့ဖတ်ပြရင်တော့အရှိကြီးပါဟုတ်ကဲ့အရှိအချိန်ကတ်သက်ကြောင့်လည်းအခုလိုမျိုးကောက်နှုတ်ပြီးတော့ဒါဒီကြီးဖတ်ပြလိုက်တာဖြစ်ပါတယ်ဗျာဆိုတော့ကျွန်တော်စီမာကတော့ခုနပြောသလိုပဲအဲဒီမှာတော့ပြင်လာတဲ့အကြောင်းပေါ့ဗျာဟုတ်ကဲ့ဆိုတော့ရဲတပ်ဖွဲ့ဝင်များတဲ့ပြည်သူလူထုနဲ့ဆက်ဆံရေးတွင်ရိုင်းပြမောက်မှလည်းပြည်သူရဲဥပဒေအရအရေးယူမည်ဆိုပြီးရန်ကုန်တိုင်းမှာရေးထားတာပါဗျာဟုတ်ကဲ့အဲဒီကလေး ဒေတာပေါ့နော်ပြည်သူရဲတပ်ဖွဲ့ဝင်ဒီကဒီလိုလုပ်ရင်အေးအေးယူမယ်ဆိုပြီးတော့ဒီကလေးမျိုးကပေါ့နော်စကိုင်းတိုင်းဒေသကြီးကလေးခရိုင်ပြည်သူရဲတပ်ဖွဲ့မှုရဲမှုကြီးဦးသိန်းဝင်းကပြောကြတာပေါ့ဆိုတော့အခန်းရဲမှုကြီးကပြောတယ်သူပြောတာကတော့သူတို့ပြန်ကြားဆက်ဆံရေးဒီဟာလူတွေအထက်ချင်းတွင်းလူငယ်ကွန်ရက်အဖွဲ့တွေကလေးဒေသဆိုင်ရာဈာနယ်သတင်းတောက်စာနယ်ဇင်းအဖွဲ့တွေအဖွဲ့စုံတွေသူတွေ့တဲ့အခါမှာပြောကြားခဲ့တာဖြစ်ပါတယ်ဒီဇင်မာလာ22ရက်နေ့ပါအဲ့တော့ဖြစ်လာရင်သူတို့စီပြောပါ သူတို့အစင်းစင်းအစင်းစင်းရေယူသွားမယ်သတင်းစာဂျာနယ်မဂ္ဂဇင်းတွေပေါ့အတန်းလွှင့်ဌာနတွေကလည်းမိပါတဲ့သူတို့ပြန်ပြီးတော့ဖြည့်သွားမယ်ပေါ့နော်အဲ့တော့ပြင်စရာပြောင်းစရာတွေခစ်ပြောင်းနေတဲ့ကာလမှာကျွန်တော်တို့ပြည်သူရဲတပ်ဖွဲ့အနေနဲ့လေလူအပ်ချက်တွေရှိနေပါသေးတယ်ပြင်မှာပါဆိုပြီးတော့ပြောသွားတယ်သတင်းကောင်းလေးပေါ့ဗျာရန်ကုန်တိုင်းကဝန်ခံသွားတာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့ကျွန်တော်ဒီမှာဒီကုမှုဒရာဟာလေးပါကုမှုဒရာဆောင်းပါလီ ဒီပုတ်ပေါ့နော်ဒါကတော့ခဏရဲတဖွဲ့တွေနဲ့လည်းပတ်သက်တဲ့ဟာပဲဟုတ်ကဲ့ပြောပြတာဒီနိုင်ငံကြီးနဲ့မကင်းတဲ့အမှုတွေရာဇဝတ်မှုတွေမှာအာဏာရှိသူတွေဆွတ်ဖက်နေစေဆိုပြီးရေးထားပါတယ်ဒါတော့ဒီမှာအထူးကသူထောက်ပြတာတော့ပုံမှန်၁၈လို့ဟာမျိုးကိစ္စပါအဲ့တော့ရှေ့နေတွေအပေါ်မှာဒီရဲဖွဲ့လိုမျိုးတရားရုံးတွေကမြင်တဲ့အမြင်ပေါ့နော်ရှေ့နေတွေဆိုရင်အမှုပေါ်မူတည်ပြီးတော့မှတချို့အမှုတွေဥမာပုံမှန်၁၈လို့အမှုတွေကိုလိုက်ပြီးတော့မှလိုက်ပြီးတဲ့အာရှေ့နေတွေကို ရဲတွေကနေပြီးတော့မှရာစုသားလိုမျိုးဆက်ဆံတယ်ဆိုတာဟုတ်ကဲ့ခွဲခြားဆက်ဆံတဲ့ပုံပေါ့နော်ဒါရှင်းနေကိုရှင်းနေလို့မမြင်တော့တဲ့ပုံစံမျိုးဖြစ်သွားတယ်ဆိုတာမျိုးအဓိကရေးထားပါတယ်အဲ့တော့မြန်မာရှင်းနေတွေကင်တွယ်နေတဲ့နိုင်ငံရေးနဲ့မကင်းတဲ့မှုတွေတဲ့ရာစုမှုတွေမှာအစိုးရနဲ့လုံခြုံရေးဆိုင်ရာအာဏာရှိသူတွေဟာမလျော်မကန်ဝင်ရောက်ဆက်ဖက်မှုတွေပြုလုပ်နေစေဖြစ်ပါတယ်ဆိုတာအပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်ကထုတ်ပြန်လိုက်တဲ့ဟာပါရှင်းနေတွေကိုတဲ့အမှုတွေရဲ့အခွင့်အရေးကိုကာကွယ်နေကြသူတွေလို့ဆက်ဆံရမယ့်အစား ရှင်းနေတွေဟာအမှုတွေရဲ့အမှုအမျိုးစားပေါ်မှာခွဲခြားသတ်မှတ်ခံရပါတယ်တဲ့အဲ့တော့တချို့နေရာတွေမှာရှင်းနေကိုယ်တိုင်ဟောပဲတရားဆွဲဆိုတာတွေခံရတယ်ဆိုတာမျိုးဒါသူတို့လိလတွေ့ရှိချက်တွေကိုရေးထားတယ်ဟာပါအဲ့တော့မြန်မာနိုင်ငံမှာလွတ်လပ်မှုတွေရှိနေပေမဲ့မြန်မာရှင်းနေတွေကတော့ကန့်သတ်မှုအမျိုးမျိုးနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်တဲ့ဟောင်းနှွမ်းနေတဲ့စနစ်တွေကရှင်းနေတွေရဲ့လွတ်လပ်ခွင့်ကိုချုပ်ချယ်ထားပြီးတော့မှဥပဒေ ညာရက်ဆိုင်ရာအားနေတာနဲ့ရှင်းနေလိုင်စင်ထိန်းချုပ်ကန့်သက်တာတွေဒါတွေလည်းအများကြီးရှိပါတယ်ရှင်းနေတွေလွတ်လပ်စွာစုဝေးတာတွေကိုလည်းဒါကန့်သက်ထားတာပေါ့နော်ချိုးဖောက်တာခံရပါတယ်ဆိုပြီးတော့ဤတော့ပါတယ်မြန်မာနိုင်ငံရဲ့တရားစီရင်မနိုင်ပြန်လည်တင့်မဲ့ရေးအတွက်အဓိကလိုအပ်ချက်ကတော့လက်ပေးလက်ယူတဲ့ကိစ္စဒါအရေးကြီးတဲ့အခက်အခဲမှာပါဝင်နေပါတယ်တဲ့ပြည်သူလူထုကလည်းလက်ပေးလက်ယူတဲ့ကိစ္စတွေမှာကိုယ်တိုင်ပါဝင်နေပါတယ်တဲ့ ဒီဘာဘာကျွန်တော်သတင်းနေရာလိုက်ဒီလိုလေးပေါ့ဗျာဟိုရှင်းနေရှားတယ်ပေါ့ဇာကနာပြောသလိုတပြည်လုံးမှာရှင်းနေရတိုက်ရဲလူတွေဒါကြောင့်မို့၄ယောက်ပဲရှိတယ်ဆိုပြီးတော့ဥကမောင်ဆွေတို့ဥအောင်သိန်းတို့ဥဘိုးဖြူတို့ဒီဥအောင်ဒါဒီ၄ယောက်ပဲရှိတယ်ဆိုပြီးတော့လေဥကမောင်ရှိန်တို့ပေါ့ပြောသွားတာပေါ့ဒါတော့ရည်စရာလေးပါဒီပြင်းလူတွေကလည်းအဲ့လိုပေါ့အသာစီးတွေကြောင်းပေါ့လေဒီပါလဲရည်စရာတစ်ခုကငွေ1000ပေးမှဆရာဝန်လက်မှတ်ရတဲ့အတွက်လူသေးဖို့တောင်ခက်ခဲနေပြီဆိုပြီးတော့ ဆိုတော့သူကအဓိကတော့ရန်ကုန်ဒေသကြီးသင်္ကန်းကျွန်းမြို့နယ်16မြင်းဆောင်နှစ်ရက်ကွယ်မှာပေါ့နော်လူသေးလို့ရှိရင်ဆရာဝန်တွေကလက်မှတ်လိုတာပေါ့တကွန်းတကယ်တည်ဆုံချောင်း96ပါယောဂနဲ့တည်ဆရာဝန်တွေကမပေးဘူးတဲ့ပတ်စံတောင်းပေးဒီမှာပဲထုတ်ပြီးတယ်ဆိုတော့1000မရှိတဲ့လူကတော့မသားကြီးကတပုံးပုံးနေဟုတ်ကဲ့အဲ့လိုဖြစ်နေတဲ့ဥစ္စာကိုဟောဒီယူမှာရေးထားတာပါဗျာဒါလေးတွေလည်းတည်တာအောင်တို့ချုံးပြီးကျွန်တော်ဖတ်ပြလိုက်ပါတယ်ဗျာဟုတ်ကဲ့ကဲကျွန်တော်တို့ဒီဒါနေကုန်းချုံအနေနဲ့ကျွန်တော်တို့ကာတွန်းလေးနဲ့ပဲပိတ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီကာတွန်းကတော့ဒါတော့ခဏကျွန်တော်တို့ဒီ မေခွန်းဒါလည်းဟာတာလေးပဲမေခွန်းကြီးအကြောင်းပြောသွားတဲ့အခါမှာသက်သက်ပါတယ်ဒါမေခွန်းပြောပြီးတော့မှတလွဲဖြစ်နေကြတယ်ပြောတာဆိုတာလွဲနေတာသမရာလေးတယောက်တည်းမဟုတ်ပါဘူးတခြားလူတွေလည်းရှိပါတယ်ဒါကကာတွန်းကနောက်ထားတော့ပါဒီဝန်ကြီးမင်းတို့တဲ့အမမင်းတို့ပြောပုံဆိုပေါက်နဲ့ကြာရင်တော့ကျွန်တော်မျိုးတို့လူရှင်တော်တွေပါထမင်းငတ်တော်မယ်တဲ့ပြည်သူကကြီးရလုံလို့တဲ့ဆိုပြောပါတယ်အဲ့ဒါတော့ပြောတယ်လူကတော့လူရှင်တော်လူရှင်တော်ဇာကနာလို့လူရှင်တော်တူဦးပေါ့ဗျာဟာလားဘုဘကဒီမှာအမတ်ကြီးတွေရတယ်ဒါ မကြည်မနဲ့ဖြစ်နေပါဗျာလူရှင်တော်ကလူရှင်တော်ပြက်လုံးနေတဲ့ကိုပို့ပြီးရည်နေရတယ်ဆိုတဲ့သဘောပေါ့ကြည်သူတွေကလူရှင်တော်တွေပြောတာမကြည်တော့ဝင်ကြီးတွေပြောတာရှင်းအောင်မကြည်လို့ရည်နေတဲ့သဘောပေါ့ဗျာကဲကျွန်တော်တို့ဒီကာတွန်းနဲ့ပဲကျွန်တော်တို့ဒီနေ့ဒရင်းစာချန်နဲ့ဖတ်ကြားခြင်းအစီအစဉ်ဒီကုန်းချုပ်ပါမယ်ရှုစားအပိအတွက်ကျေးဇူးတင်ရှိပါခင်ဗျာ